အမျိုးသားရေးဖိနှိပ်မှုတွေရပ်တန့်ပေးရအတွက်တန်ဃာတော်တွေနဲ့အမျိုးသားရေးလှုပ်ရှားသူတွေကကမာရုံမြို့နယ်တရားရုံးရှိမှာဇူလိုင်လ29ရက်နေ့မွန်းလယ်ပိုင်းကဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲ့လိုဆန္ဒထုတ်ဖော်ရမှာသာသနာအလံနိုင်ငံတော်အလံနဲ့ဖန်ဆီးခံထားတဲ့အမျိုးသားရေးလှုပ်ရှားသူတွေဖြစ်တဲ့ဝင်းကိုကိုလက်နောင်တော်လေးနေဝင်းအောင်တို့ရဲ့ရုပ်ပုံမှာဖနိုင်တွေအမျိုးသားရေးလှုပ်ရှားသူတွေလွတ်မြောက်ရေးတူအေးငါးအငါခါခွေနဲ့မတရားဖန်ဆီးခံထားသူတွေချက်ချင်းလို့အစားရှိတဲ့ဗင်နိုင်းတွေကင်ဆောင်ခဲ့ကြပြီးဆန္ဒထုတ်ဖော်သူတွေရဲ့နှစ်ဖူးမှာလည်းအမျိုးသားရေးဖိနှိပ်မှုချက်ချင်းရက်ဆိုတဲ့စာသားပါနှစ်ဖူးစီးတွေနဲ့ဆန္ဒထုတ်ဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါအပြင်ဆန္ဒထုတ်ဖော်ရမှာလည်းပါဝင်သူတွေက အမျိုးသားရေးလှုပ်ရှားသူတွေလွတ်မြောက်ရေးတို့ရဲ့အမျိုးသားရေးဖိနှိပ်မှုချက်ချင်းရက်ဥရိမဲလှုပ်ဆောင်နေတဲ့ကမာရော့တရားသူကြီးဒေါ်ဆူဆူမိုးအလိုမရှိငါငါခါခွေနဲ့မတရားဖန်ဆီးခံထားသူများချက်ချင်းလို့အစားရှိတဲ့ကြွေးကြော်တန်းတွေကိုလည်းကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပြီးအမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေမှလည်းဟောပြောမှုတွေပြုလုပ်ခဲ့ကြပါတယ်အမျိုးသားရေးလှုပ်ရှားသူများလွတ်မြောက်ရေးဘုန်းကြီးဘုန်းကြီး အဲ့ဒီလိုဇန္နာထုတ်ဖော်မှုပြုလုပ်တာနဲ့ပတ်သက်ပြီးအမျိုးသားရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ဦးမင်းမင်းကလည်းအခုလိုပဲပြောပါရယ်အမြင့်လောက်ရတဲ့အကြောင်းအရာတော့ကိုလိုရဲ့လူချင်းမျိုးကိုပေါ့နော်မတရားဖန်ဆီးခံရတာဖန်ဆီးခံရတာကိုလည်းအခုလိုကနည်းနည်းစိတ်ဘယ်လိုပြောမလဲဆိုတော့ပြီးတော့အနောက်ကရင်မျိုးမျိုးငင်းရံနဲ့လိုက်ပြီးတယ်ဒါအုပ်အဖြစ်အပျက်တရားသူကြီးဒီဘယ်လိုပြောမလဲဆိုတော့ဒီကမာရွတ်မျိုးနဲ့တရားသူကြီးတော်စိုးစိုးမှုကအဖြစ်အပျက် လွန်ကဲလာတယ်ပေါ့နော်အဲနှစ်လပထမရုံချင်း6ပတ်ပေါ့6ပတ်တိကိုဘာမှမစစ်ဘူးဒီတိုင်းရုံချင်းယူတယ်ပြန်လှုပ်တယ်အဲ့တော့ခုနှစ်ပတ်မြောက်မှာအခုလိုညီကိုရတရားရင်တော့တရားသူကြီးကိုဆန္ဒပေါ်ထုတ်မယ်မထွက်ဘူးတရားရုံးမတက်ဘူးပြောတယ်အဲ့ဒါကိုဒဲနဲ့ပြိပကတ်ဖြစ်မှာဆိုလို့နောက်ဆုံးကြတော့ဒဲကလည်းအတင်းဆွဲတင်မယ်ပေါ့နော်ဆွဲတင်မယ်ဆိုတော့အခုတော့အဲ့ဒါကိုတဲနီခံပြီးတော့ ရဲနဲ့ပြိပကမဖြစ်ချင်တာနဲ့ရုံးမော်တက်တယ်ပြောတယ်ပြောတော့အခါကျတော့သူကအဲ့လိုပဲရုံးရင်းထက်ယူတယ်ဘာဖြစ်လို့မဆက်လဲမဆင်းရင်နောက်တစ်ခါလဲတပိတ်မောက်မှာပဲပြောတော့အဲ့ဒါကိုနောက်တစ်ခါကျတော့အကိုတို့လာတယ်ဝင်းရတဲ့အခါမှာပြားယုံကိုတော့ခတ်တာပြားယုံဆိုတဲ့မျိုးကဘယ်တော့မှတော့မခတ်ရတဲ့ပြားယုံကူကူကြီးရဲ့မတရားတာလေးဖြစ်ရင်သူကဖြေရှင်းပြရမယ်ဥစ္စာသူကတော်ကြီးခတ်တာအဲ့တော့အကိုတို့ကမခံနိုင်တဲ့အတွက်ဒီပြားသူကြီးတော်ဆိုးမှုရောဟောဖြစ်တဲ့အတွက် ဘလို့ပြောမဲ့ကောတော်စုံမျိုးမတရားဥတင်တဲ့အတွက်ဒီပွဲကိုသူကဥပါမလို့အဲ့ဒီလိုဆန္ဒထုတ်ဖော်ပဲပြုလုပ်ခဲ့တဲ့ကမာရွံ့ပြုနယ်တရားရုံမှာအမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ဝင်းကိုကိုလတ်၊နောင်တော်လေး၊တပ်မျိုးဦးနဲ့နေဝင်းအောင်တို့ကိုပုံမှ19ပုံမှ95ခါခွေနဲ့တရားစွဲဆိုထားပြီးဖမ်းဆီးထားကအဲ့ဒီအမှုကိုလက်ရှိအချိန်ထိစစ်ဆေးမှုမရှိသေးဘူးလို့လည်းသိရပါဗျ။ အဲဒီလိုဆန္ဒထုတ်ဖော်မှုကိုသက်ဆိုင်ရာမှတရားဝင်ခွင့်ပြုချက်တောင်းခံကပြုလုပ်ခဲ့တာဖြစ်ပြီးတန်ဃာတော်တွေနဲ့မြို့သားရဲ့လှူရှားသူဥယျာဉ်တရားနီးပါးနဲ့ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။